မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့နယ်အမ်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခကိုအရခတက်တော် AA ကသိမ်းပိုက်လိုက်ပြီးတဲ့နောက်စစ်ကောင်စီနဲ့ပတ်သက်တဲ့အမ်းမြို့မှာရှိတဲ့နေအိမ်20ကျော်ကို AA ဘက်ကချိတ်ပေးလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမ်းမြို့ကိုအရခတက်တော် AA ကထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာ ULAA အဖွဲ့များက အုတ်ချုပ်ရေးဆောင်ရွက်နေပြီးတော့စစ်ကောင်စီနဲ့ဆက်နွယ်နေတဲ့အမ်းမြုံမှာရှိတဲ့နေအိမ်များကိုလည်းချိတ်ပိတ်လိုက်ပြီလို့သိရပါဗျ။ချိတ်ပိတ်ထားတဲ့နေရာမှာအမ်းမြုံတဲ့ရက်ကွက်အမှတ်3အမှတ်4အမှတ်5ရက်ကွက်နဲ့လေရင်ခွင်းရက်ကွက်တို့ကစစ်ကောင်စီနဲ့ပတ်သက်နေတဲ့အိမ်များနဲ့စက်ရုံများလည်းပါဝင်တယ်လို့သိရပါဗျ။ အမ်းမြို့အတွင်း ULAA အဖွဲ့များကအုပ်ချုပ်ရေးဆောင်ရွက်နေပြီးတော့မြို့ရင်းထဲကိုစစ်ဘေးရှောင်များဝင်ရောက်ခြင်းမရှိသေးဘူးလို့စစ်ဘေးရှောင်ပြည်သူများနဲ့စီရေးသိရှိထားသူများကသတင်းပေးဖို့ပြောကြားထားပါတယ်။ကျွန်တော်တို့ကတော့အခုချိန်ထိအမ်းမြို့ကိုဝင်ခွင့်မရသေးပါဘူး။ AA ကတော့မြို့ပေါ်ရက်ကွက်တွေမှာရှိတဲ့မြို့တစ်ရက်ကွက်အမှတ်3 4 5ရက်ကွက်နဲ့လေရင်ခွင့်ရက်ကွက်ကစစ်ကောင်စီနဲ့ပတ်သက်တဲ့အိမ်တွေကိုလိုက်ပြီးတော့ချိတ်ပိတ်နေပါတယ်ချိတ်ပိတ်တာအင်ဂျီအလုံးကြီး20ကျော်လောက်ရှိမယ်နဘာခတက်နာကအင်တွေ အောက်ရွာရက်ကွက်ကထူခဲကြီးရေတန်းဆက်ရုံကိုလည်းချိတ်ပစ်လိုက်တယ်အမှန်နဲ့ရက်ကွက်ကဥကျော်ဝင်းဒေါခင်မေတန်းတို့ရဲ့ကုံစုံဆိုင်ကိုလည်းချိတ်ပစ်ထားပါတယ်နောက်အေးအေးရဲတပ်ဖွဲ့ကလှကြော်ထွန်းလာပါလားတော့နာမည်တော့အတိအကျမမှတ်မိဘူး သူ့ရဲ့လက်ထောက်ချမှုနဲ့ဒူရဲအုပ်ရာဇာမင်းထင်ရဲ့မိဘအိမ်ပြီးတော့ညံထိုးဆိုတဲ့သူရဲ့အကိုကစစ်သားဆိုပြီးတော့သူ့အိမ်ကိုလည်းချိတ်ပစ်လိုက်ပါတယ်လို့အမ်းမျိုးကစစ်ဆောင်တို့ကရှင်းပြထားပါတယ်။ယခုချိန်ထိကိုစစ်ဆောင်များအားအမ်းမျိုးရဲကိုဝင်ရောက်နေထိုင်ခွင့်မရသေးဘူးလို့သိရပါတယ်။အေဘက်ကလည်းတစုံတရာပြောဆိုထားချက်မရှိသေးကြောင်းနဲ့မျိုးရင်းကနေအိမ်အများပြားပြက်စီးမှုများရှိနေကြောင်းကိုစီရေးသိရှိထားသူတွေကပြောပြထားပါတယ်။စီရေးသိရှိထားသူတို့ကစစ်ကောင်စီနဲ့ပတ်သက်လို့အေရဲ့ဖမ်းဆီးမှုတွေရှိနေပါတယ်။ ထွက်ပြေးရင်းတဲ့ကိုအဖမ်းခံရတာကျွန်တော်တငယ်ချင်းဘန်မန်နေဂျာရဲ့တားဖြစ်သူကဒူရဲဟုတ်ဘောကနေအဖမ်းခံရတာအခုတည်းကတော့မလွတ်သေးဘူးနောက်ခရိုင်ဦးစီးလင်မယားတွေစီပင်တို့အခွန်တို့ကကောင်းနေဆိုရင်အခုချိန်ထိ AA ကလွတ်မပေးသေးဘူးလို့ပြောပြထားပါဗါးဘူးဒီတောင်မောင်တော်ဒေတာနဲ့တောင်ကုန်မြို့နယ်တွေမှာလည်းအာနာသိန်းစစ်ကောင်စီနဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့နေအိမ်များလက်နက်ကိုင်များနဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့မွတ်စလင်နေအိမ်များကိုလည်း ULAA ကချိတ်ပိတ်ထားတယ်လို့သိရပါဗါး ဘူးဒီတောင်မောင်တော်မျိုးကမွတ်စလင်နေအိမ်အလုံး20ထက်မနည်းနဲ့တောင်ကုန်းမျိုးမှာ10အိမ်ထက်မနည်းကိုစစ်ကောင်စီနဲ့မွတ်စလင်လက်နက်ကိုင်များနဲ့ပတ်သက်တယ်ဆိုပြီးတော့ ULAA ကချိတ်ပိတ်ထားခြင်းဖြစ်တယ်လို့သိရပါဗါဒါအပြင်မြောက်ဦးမင်းမြာတန်တွဲကွာနဲ့ပလောက်ဝမြို့နယ်တို့မှာစစ်ကောင်စီနဲ့အခြားအကြမ်းဖက်အဖွဲ့များဆက်ဆက်နေတယ်ဆိုပြီးတော့နေအိမ်အဆောက်အအုံအလုံး60ထက်မနည်းအေအေကချိတ်ပိတ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်စုံရွာပြူစောတိစခန်းကိုလက်နက်ကြီးများ Facewing Drone များနဲ့ဘုံးကျဲပစ်ခတ်တိုက်ခတ်ရာစစ်သားနဲ့ပြူစောတိ၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၀ရက်နေ့ကမြင်းညံမြို့နယ်စုံရွာပြူစောတိစခန်းမှာရှိတဲ့စစ်သားနဲ့ပြူစောတိများနားနေဆောင် ြမ်းမာတက်ဆင်ထားတဲ့နေရာနဲ့စစ်သားနဲ့တူစောတိများကင်းဆောင်နေတဲ့နေရာတို့ကို face wing drone များနဲ့ရွှေစဲမမလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးဘုံကျဲပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာစစ်သားနဲ့တူစောတိများနားနေဆောင်နဲ့ကင်းဆောင်နေတဲ့နေရာတို့ကစစ်သားနဲ့ပြူစောတိ၅ဦးသေဆုံးသွားတယ်လို့သိရပါဗါးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များဘက်မှလည်းရွှေစဲမမလက်နက်ကြီးပြောင်းကွဲကော face win drone ပြက်ကြခဲ့တယ်လို့သိရပါတယ်ခွေးတွေဘက်ကလည်းပြန်ပြစ်တာတော့ရှိပါတယ်60မမ10လုံးလောက်အထိကိုပြန်ပြစ်တယ်ကျွန်တော်တို့ဘက်ကလည်းအလုံးကြီး20ကျော်ပြန်ပြစ်ထားခဲ့တယ် face win drone တစ်စီးတော့ပြက်ကြသွားတာပေါ့လို့ TGYR ပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို TGYR ပျောက်ကြားတပ်ဖွဲ့နဲ့အတူမဟာမိတ်များကပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးတော့အထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီတွေပြန်လည်အုပ်ချုပ်နေတဲ့လာရှုံမြို့မှာတနက်ကင်ထားတဲ့လူတစုကအမျိုးသမီးတအုပ်ကိုဓမြတိုက်ပြီးတော့ကားနဲ့လက်စွပ်နှစ်ကွင်းလူယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ17ရက်နေ့မွန်းလွဲ2နာရီခန့်မှာလာရှုံမြို့ရက်ွက်တဲ့ပါရမီလမ်းကအမျိုးသမီးတဦးဟာ၎င်းရဲ့အိမ်နဲ့မလမ်းမကမှာရှိတဲ့ရန်တိုင်းအောင်လမ်းဘက်မှာဓမြတိုက်ခံရခြင်းဖြစ်ပြီးတော့တနက်သမားတွေကဈေးကနေပြန်လာတဲ့အမျိုးသမီးရဲ့ကားကိုပိတ်ရက်ကကားနဲ့လက်စွပ်များကိုလူယူသွားခဲ့ခြင်းဖြစ်တယ်လို့ရက်ွက်နေပြည်သူတဦးကပြန်လည်ပြောပြထားပါရယ်တနက်ကင်ထားတာက2ယောက်ဓားကင်ထားတာက1ယောက် ပါသွားတာက ground အဖြူရောင်မော်ဒယ်အမြင့်ကားနဲ့လက်စွပ်နှက်ကွင်းဖုန်းတစ်လုံးကားကတော်တော်လှတာသူတို့အမတ်တည်းရဲစခန်းမှာတိုင်ထားတယ်လို့တော့ပြောတယ်လို့၎င်းကရှင်းပြထားပါတယ်။လာရှုမျိုးကိုစစ်ကောင်စီကပြန်လဲအုပ်ချုပ်ပြီးတဲ့နောက်ပိုင်းမှာဒူးစရိုက်မှုများဟာပုံမှုများပြလာပြီးတော့မေလာ၁၀ရက်နေ့ကလည်းလာရှုမျိုးရရနာထွန်းလန်းမှာစကူဖီစိုင်ကယ်မိုးပြရောင်ဒစီပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီမေလာ၁၀ရက်နေ့မှာပဲလာရှုမျိုးရက်ွက်ဆက်နဲ့ဟူးမော်ရွာအတွင်း မန်နာသွားတဲ့လမ်းမှာရှိတဲ့နေအိမ်အတွင်းကိုဓာတ်ကင်ဆောင်ထားတဲ့လူသုံးဦးကလာရောက်ပြီးတော့ရံပြုတ်ခဲ့ပြီးဆိုင်ကယ်ကိုယူဆောင်သွားတယ်လို့နီးစပ်သူတို့ကပြောပြထားပါတယ်။ကြောက်လွန်းလို့အောင်ငုံနေတာဘသူမှရောက်မလာဘူး။ဘေးအခန်းကအကိုကခေါင်းထိသွားတာတုံးချက်ချုပ်လိုက်ရတယ်လို့၎င်းကရှင်းပြထားပါတယ်။လက်ရှိလာရှိုးကိုထိန်းချုပ်နေတဲ့စစ်ကောင်စီက၎င်းတို့ရဲ့ဌာနဆိုင်ရာများပြန်လည်အခြေပြုနိုင်ရေးကိုသာအဓိကလှုပ်ဆောင်နေပြီးတော့မြို့ကိုဥပဒေစိုးမိုးနိုင်ဖို့အတွက်စူးစမ်းမှုအားနည်းနေတယ်လို့ပြည်သူအများကဝေဖန်ထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်း6ဦးမြို့နယ်မှန်ချိုကျေးရွာကို အကြမ်းဖက်စစ်တပ်ကမေလ12ရက်နေ့မနက်9နာရီခွဲအချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေပေါင်100ဘုံးနဲ့ဘုံးကျဲတိုက်ခိုက်လို့ပြည်သူနာဦးတေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပေါင်100ဘုံးနှလုံးနဲ့လာကျဲသွားတာပါ။တစ်လုံးကတင်ဆိုင်ကုန်းထဲကိုကျတာ တလုံးကတော့ရွာထဲကိုတဲ့တဲ့ကြတာရွာထဲကိုဘုံသီးကြက်ရောက်ပောက်ခွဲတဲ့အိမ်မှာပြည်သူတအုပ်ရဲ့အဲ့ဒီအိမ်ရဲ့ရှေ့ကပြည်သူတအုပ်ရဲ့အမကြီးနှစ်ယောက်တိတ်ဆုံးသွားပါတယ်လို့လျှက်စီးတက်ခွဲကတာဝန်ရှိသူကိုမိုးချိုးကရှင်းပြထားပါတယ် ဘုံတဲ့တဲ့ကြောက်ရောက်ပောက်ကွဲတဲ့အိမ်ကအမျိုးသမီးကမီးလောင်ကျွမ်းသွားပြီးတော့နောက်တဲ့အိမ်ကအမျိုးသမီးကဘုံစာထိမှန်ပြီးတော့တေဆုံးသွားခဲ့ရတယ်လို့သိရပြီးတေဆုံးသွားတဲ့အလောင်းတွေကိုကြိုလိုက်ပြီလို့လည်းပြောပါတယ်တေဆုံးသူအမျိုးသမီးတွေကအသက်50ဝန်းကျင်ဒေါ်ထွေးညိုနဲ့ဒေါ်တန်းစင်တို့ဖြစ်တယ်လို့ကိုမိုးကျော်ကရှင်းပြထားပါတယ်ဒါအပြင်ဘုံကြောက်ရောက်ပောက်ကွဲတဲ့အနီးနားကအိမ်မှာကျူရှင်တက်နေတယ်ဆယ်နှစ်အရွယ်ကလေးမလေးဟာ6ရက်တန်ရာရရှိပြီးတော့တန်ရာရရှိသူ9ဦးထဲမှာ2ဦးကပြင်းထန်တယ်လို့သိရပါတယ်မှန်ချိုကြီးပါဟာ လူဦးရေ3000နီးပါးရှိတဲ့ကြေးရွာကြီးဖြစ်ပြီးတော့အကြမ်းမဆက်တဲ့ရဲ6ဦးမျိုးပေါ်ရဲစခန်းနဲ့ပြူစောတိတွေနဲ့အနီးမှာတည်ရှိတဲ့ကြေးရွာလေးဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာ6ဦးမျိုးပေါ်ကအကြမ်းမဆက်တဲ့ကလည်းလက်နဲ့ကြီးတွေနဲ့အဆက်မပြတ်ရန်တမ်းပြစ်ခတ်နေတာကြောင့်ပြည်သူတွေဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတန်းညောင်လေးပင်ခရိုင်မူးမြို့နယ်မှာအကြမ်းဖက်ဆက်တရဲခမရ439တရင်ကစစ်ကောင်စီတပ်သားတအုပ်ဟာလက်နက်ခဲအနေနဲ့အတူအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မူးမြို့အတွင်းမေလ9ရက်နေ့မှာအကြမ်းဖက်ဆက်တရဲခမရ439တရင်ကတပ်သားကိုတက်အောင်ခေါ်ကိုတက်ဟာ ဗရားစခန်းကနေထွက်ပြေးလွတ်မြောက်လာပြီးတော့ကရဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တိုင်ရင်ရှစ်ထမ်းမှာလက်နက်ချလင်းဝင်လာခဲ့တယ်လို့သိရပါဗယ်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားဟာ MA11 တပ်နဲ့တလားကြီပေါက်၃ခုနဲ့ကြီအတောင်တရာတို့နဲ့အတူအလင်းဝင်လာတာဖြစ်ပြီးငွေကျပ်၁၀သိန်းချိမြင့်ပေးရခဲ့တယ်လို့သိရပါဗျ။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားဟာအရင်က YBS ကာမောင်းသမားတဦးဖြစ်ပြီးတော့မိမိစန္ဒမပါပဲစစ်မှုထမ်းဖို့အတွက်မတရားဖမ်းဆီးခြင်းခံလိုက်ရတဲ့သူဖြစ်တယ်လို့ KNU ကပြောဆိုထားပါဗျ။ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့မတရားဖမ်းဆီးကအတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့ဤဆက်ရာတိုင်းရင်းသားတော်လိုင်းတပ်တွေနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ရေးစီမှာလက်နက်ချလင်းဝင်ဖို့ဖိတ်ခေါ်ပါတယ်လို့ KNU ကတိုက်တွန်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ